ဂန်စတာအရန်ဆိုင်ချောင်းပြကြတော့ဗျာဒီထူအောင်လွင်ဟိုတယ်ကိုလောကဘေ့စ်ဘောတုတ်ကြီးကင်ပြီလားလုံယုံကြီးတွေပဲရောက်နေကြလားဒေဗယ်ကြီးကလည်းရေးလဲချမ်းတယ်ဗောဗျာကလပ်ထဲကိုဝင်လာဓာကြီးကင်ပြီလုံယုံကြီးတွေပဲရောက်နေကြလားတယောက်မှမရှိအဲ့လိုဟာမျိုးကြီးကတော့နည်းနည်းလေးဝဲဗောလေငါကောင်ပါလေးကိုလူချင်းလုံးငါအပေကိုတတ်တာလားဘောမှာတစ်ခေါက်တော့ကန်းကောင်မိုက်ကြည့်ခြင်းလေးစိတ်ချောက်ပေါက်နေလူတက်ကြည့်ခြင်းလေးဗျာအခုနောက်ပိုင်းဗျာဒါ ထုတ်လုပ်သူတွေရဲ့ trend တခုလား marketing လားတော့မသိဘူးပေါ့လေဒီ social media တွေပေါ်မှာပြည်သက်များတဲ့လူတွေအကုန်လုံးခေါ်ခေါ်ပြီးတော့တရုပ်ဆောင်ခိုင်းတယ်အဲ့ဒီအတွက်လည်းသူတို့တင်တဲ့ရုပ်ရှင်ကားတွေကအဲ့ဒီလူတွေရဲ့ပြည်သက်တွေတိုက်ကြည့်ကောင်းကြည့်နိုင်မယ်ပေါ့လေဒါပေမဲ့လည်းဗျာတရုပ်ဆောင်တယ်ဆိုတာပညာတစ်ခုပဲအတတ်ပညာတစ်ခုပေါ့လေအဲ့တော့အဲ့ဒီတတ်ပညာတစ်ခုလူတိုင်းကလွယ်လွယ်ကူကူနဲ့တော့လုပ်နိုင်မှာမဟုတ်ဘူး အဲ့တော့အဲ့လိုတွေလောက်တာများလို့လို့ရှင်တော့ဘယ်လိုပြောမလဲရုပ်ရှင်ရဲ့အည်သူကိုထိခိုက်မယ်လို့တော့ထင်တာပါလေတခြားနယ်ပယ်ရနေတေယုဆောင်လုပ်တဲ့လူတွေကတော့တကယ်တေယုဆောင်ကိုကြိုးစားပြီးတော့ကောင်းကြပါတယ်တချို့ကကြတော့လည်းအဆင်မပြေဘူးအဆင်မပြေတဲ့ဟာကြီးကိုအတင်းထက်ရိုက်နေရကြီးကတော့တိတ်ကြည့်မကောင်းလို့တော့ကျွန်တော်မြင်မိတယ်ပေါ့ဒါကတော့ကျွန်တော်အမြင်ပဲပဲကျွန်တော်ပြောတာပဲပေါ့ ရှင်ကားရဲ့ driver ကတော့ driver အာကာဆူပေါ့လေ driver အာကာဆူရုပ်ရှင်ကတော့ဒါကျွန်တော် Mr. Lu programmer ဆိုလို့ရှိရင်ဒီကားနဲ့သူဒုတိယမြောက်ကပထမကားကတော့အစွဲဆိုရဲကားကိုကျွန်တော်ကြည့်ဦးရယ်ပေါ့လေနှစ်ပေါင်းကားအကြာသရုပ်သမီးဝတ်စုံ online မှာတဲ့ကားပေါ့အဲ့ကားအဲ့ကားတော့ကြည့်ဦးရယ်အခုဒုတိယကားဆိုတော့လေ roller မလဲတော့မသိဘူးပထမကားမှာလဲဇလန်ဇလန်နဲ့ဒီ driver သူ grand လောက်တယ်သူဇလန်သူပြန်ရိုက်တာပေါ့ဒီကားလဲသူဇလန်ကိုသူပြန်ရိုက်တာပဲသူပထမကားပေါ့လေအစွဲကိုကျွန်တော်ကြည့်ပြီးရဲ့အချိန်မှာတော့သူသတိထားမိတာတခုတော့ရှိရယ်ပေါ့လေသူရဲ့ရိုက်ချက်တွေကလှတယ်နောက်ပြီးတော့ဒီ နည်းနည်းဘယ်လိုပြောလဲပုံမှန်နဲ့မတူဘူးပေါ့လေသူ့ရဲ့တင်ပြပုံကဆန်းသစ်တယ်ပေါ့အဲဒီကားလည်းဘယ်လိုလာအောင်လည်းမသိဘူးပေါ့ဒါပေမဲ့ဒီရုပ်ရှင်ကားမှာရုပ်ရှင်ဇာတ်လမ်းထပ်ပြီးစိတ်ဝင်စားတဲ့အရာတစ်ခုတော့ရှိတယ်ဗျအဲ့ဒါကတော့ဒီယုံမတင်ငယ်မှာ writer ကဒီ post production မှာပါဝင်မရအောင်ဆိုပြီးအဲ့ဒီအကြောင်းကိုလည်းဒီ online ပေါ်မှာသူပြောထားရယ်ပေါ့လေနည်းနည်းလေးလက် media ကြီးကဖောက်နေတာတွေ့ရတယ်ပေါ့အဲ့တော့ကိုယ်ရိုက်ထားတဲ့အကောင်ကိုပြန်ပြီး team ချက်ဖွဲ့မရ post production လုပ်ဖွဲ့မရရဟာဘယ်လိုပုံထွက်လာမလဲဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်ပေါ့ကျဲသူတွေဝိုင်းနေလို့လားမင်းတို့ဒုက္ခရောက်မှာဆိုလို့ကတော့တားနေတာမလုံလို့ပြောမိပဲ ဒယ်ဗာဂျီရဲ့မင်းတန်ရတငယ်ချင်း၃ယောက်ဂိုင်ရွန်ကလီလီဂျော်ခိုင်ကိုကြိုက်မယ်အဲဂျာရဲ့မှာမှာဖူးအဲလွင်နဲ့တဲဆူရင်းနေရမောင်နှမ၂ယောက်မောင်နှမ၂ယောက်မှာမှာဒီဒယ်ဗာဂျီကနေပြီးတော့လီလီဂျော်ခိုင်ကိုလည်းသူကကြိုက်အောင်မယ်ဗျတစ်ဖက်သက်လီလီဂျော်ခိုင်ကမင်းသမီးမင်းသမီးမှာမှာသူကဘယ်လိုဖြစ်မလဲဆိုတော့ဖူးအဲလွင်ကဂန်စတာဖြစ်မှာထင်တယ်အဲဂန်စတာနဲ့သွားသွားပြီးညှိမိရယ်ဗောညှိမိတဲ့အချိန်မှာဒယ်ဗာဂျီနဲ့လီလီဂျော်ခိုင်နဲ့ကြိုက်ွားကြမယ်ဗောလေကြိုက်ွားတဲ့အချိန်မှာတိုင်ရွန်ကြီးကပောက်ခွဲမယ်အကြီးကြီး ဒီကြေးပောက်ခွဲကြမယ်ဗျာအဲ့ပါတငယ်ချင်းတွေကြားထဲမှာတက်ကြမယ်ဗျာမိန်းမတယောက်ကြောက်မို့လို့တက်ပြီးရဲ့အချိန်မှာဘလို့ဖြစ်မလဲဆိုတော့ double g တဲသူညာထက်ကြရအောင်ပါအဲရှုပ်ထွေးနေပါအဲ့တော့ဘလို့ရှုပ်ထွေးမလဲဆိုတော့အရင်ကြည့်လိုက်မယ်ကြည့်ပြီးကျွန်တော် review ပြန်ပြောပြဟုတ်တယ်ဟုတ်လက်မခံဘူးမင်းတို့ကြောင်မအောင်ကြားတော်ပြီးတော့ငါ့ကိုယူသွားဒီကိုကိုလေးကတော့ကြည့်သွားတယ် ကျွန်တော်ပထမထင်တာကတော့ဒါ1994ခုနှစ်ကိုရိုက်ပြမယ်လို့ထင်တာပေါ့အမှန်များမဟုတ်ပါဘူး1994ခုနှစ်မှာမွေးရ94ပေါင်းနေပေါ့လေသူရဲ့ဘွားဆက်ကြောင်းရိုက်ပြတာပေါ့လေဟုတ်ပြကျွန်တော် trailer ကြည့်ပြီးဇလန်းခံမှန်းတယ်ကျွန်တော်ခံမှန်းတာတော့မှဒီကဘာလို့ပဲမှန်တယ်40ရာခိုင်နှုန်းတော့ပဲတူရယ်ဗျဒီဘယ်လိုပြောမလဲဇလန်းကခံမှန်းလို့မရဘူးပေါ့လေအဲ့ဆိုဇလန်းအချင်းကိုပြန်ကောက်အောင်ဇလန်းအချင်းပြန်ကောက်မယ်ဆိုလို့ရှင်တော့ကျွန်တော်ပြောသလိုပဲဒီ tyron ရဲ့ တိုင်ရွန်နဲ့ဒီလီလီကျော်ခိုင်နဲ့ကရီးသားတွေအဲ့မှာမှာသူတို့တန်ငယ်ချင်း၄ယောက်ဗျာတိုင်ရွန်ရဲ့လီလီကျော်ခိုင်ရဲ့ဒဗဂျီရဲ့မင်းတန်ရဲ့တန်ငယ်ချင်း၄ယောက်အဲ့မှာတို့လေးယောက်ကဇလန်တက်တက်ဖြစ်နေရယ်တို့တငယ်ချင်းလေးယောက်ပေါ့လေအပျော်ကြရယ်ပေါ့94ဖုန်းတွေပေါ့အဲ့တစ်ဖက်မှာကြတော့ဘသူတွေပါလဲဆိုတော့ဒီ2 and 1ရယ်မိမိရယ်တဲစုရင်းရယ်အဲ့တို့တုံးယောက်ကကြတော့တစ်ဖက်အဲ့တို့ကကြတော့2 and 1ကကြတော့ gangster ပေါ့ဗျာတဲစုရင်းကသူညမမိမိကသူ့မိန်းမပေါ့လေအဲ့တို့ဇလန်ကတစ်ဖက်အဲ့မှာဘယ်လိုပြောမလဲဇလန်နှစ်ခုမတူဘူးပေါ့ဗျာအဲ့နှစ်ခုကနေပြီးပြန်ပြီးပေါင်းစည်းရပေါ့လေ ဘောင်းစီးပြီးလိုက်မှာ drama ကြီးဖြစ်တယ်ဗျာဟိုဘယ်လိုပါဝန်းနေစရာကြီးဖြစ်တယ် action တွေပါရချရဖိုက်တယ်ဒါပဲပေါ့လေပြကျင်တာကြီးကတော့အယမ်းများနေတယ်ဗျာပြကျင်တာကြီးအယမ်းများနေတာဘယ်လိုမျိုးလဲဆိုတော့တကယ်ချင်းတန်ဟောစင်ကိုလည်းသူကပြကျင်တယ်မောင်နှမမြတ်တာကိုလည်းသူကပြကျင်တယ်အဲအယမ်းမှာအချစ်ဆက်လန်းလေးတစ်ခုကိုလည်းသူကပြကျင်တယ်ခြေကွဲစရာအချစ်ဆက်လန်းလေးကိုလည်းသူကပြကျင်တယ်အဲ့ဒါနေမဲ့လားဆိုတော့မဟုတ်သေးဘူးလူညညာသမားတွေရဲ့ဖြစ်တည်မှုကိုလည်းသူကပြကျင်တယ်ဟော အဲ့ဒါအပြင်မှာမင်းဟင်းအတွက်ကလည်းတခမ်းပါသေးရဲ့အဲ့မင်းဟင်းရဲ့သားဖမြတ်တာပေါ့လေသားဖမြတ်တာတခုလည်းသူကထပ်ပြခြင်းပြအောင်အာပွားပြီးွားပြီပေါ့သူပြခြင်းတိုင်းအရင်ပြီးွားပြီပေါ့သူမဟုတ်သေးဘူးတစ်ဖက်သက်အချက်ကိုလည်းသူကပြခြင်းသေးရဲ့အလန်းကျဲအလဲလက်ပေါ့လေပြခြင်းတိုင်းအရင်များနေရောနည်းနည်းဘဲဟောင်းဥသားပေးလို့ပေးရမှမသိဘူးဖြစ်သွားရဲ့ပေါ့ပြီးတော့ဗျာဒီမှာနာမည်ထိုးရဲဟိုကကြည့်ရောနာမည်အကြီးနဲ့ထိုးရအောင်ဆိုတယောက်နှစ်ယောက်သုံးယောက်လေးယောက်ငါးယောက်ခြောက်ယောက်ခုနှစ်ယောက်ရှစ်ယောက်အဲ့ရှစ်ယောက်ရှိရဲ့ပေါ့အဲ့ရှစ်ယောက်ဒီလိုစီရဲ character ကြီးပေါ်အောင်လဲသူကတခန်းချင်းစီအတွက်ကိုတေးချသူကပြလိုက်တယ်ရဲ့အဲ့လိုပါ ဇလန်းစင်းသားကတော့ဒါဒရိုက်တာအာကာဆူကစင်းသားတာပေါ့လေဒါပေမဲ့ဇန်ညွန်ကြီးရဲ့ရွှေရှင်ရွှင်းလဲပေါ့လေသူကတော့တော်တော်လေးစင်းသားပြီးတော့ရေးရမယ်ထင်တယ်ဗျာကရိုက်တာအရင်များနေလို့ပေါ့လေသူကဒီတကားရဲ့ဇလန်းထက်သာလို့ရှိရင်စီးရီးဆိုလို့ရှိရင်တော့ပုံပြီးတင့်တော်မယ်ပေါ့ကျွန်တော်ကျွန်တော်တယောက်တည်းအမြင်ပေါ့လေအဲ့ကရိုက်တာအဲ့အများကြီးရဲ့မှာမှသူကထူးခြားချက်နေနေရတော့ခေါင်းဆောင်မင်းသားကဘယ်သူလဲဆိုတာလည်းမသိဘူးခေါင်းဆောင်မင်းသမီးဘယ်သူလဲဆိုတာလည်းမရှိဘူးအဲအားလုံးကလုတ်ကွက်တော့မျှအောင်တော့ထည့်ပြီးသားရယ်ပေါ့လေသူ့ကြာရရှာရအပိုင်းနဲ့အတူတူဘယ်လိုပြောမလဲလုတ်ကွက်တွေမျှရယ်ပေါ့ဒီဘယ်လိုမိမ့်ပါ ။ဒီမှာအချက်နည်းနည်းလေးအောင်ရှိတော့ဟာလား။မင်းကလည်းလောက်ခေါ်ရအောင်။ဟုတ်။အဲ့လိုမမောက်အရင်တွေ့ကက်တက်တဲ့မိန်းမလေးဆိုလို့ရှိရင်ငါရမ်းမုန်းတော့သေးလား။ဒီတရုတ်ဆောင်အများကြီးထဲမှာပါကျွန်တော်အထူးပြုပြီးသတိထားမိတာတော့လီလီကျော်ခိုင်ပေါ့လေ။လီလီကျော်ခိုင်ကားကြီးကျွန်တော်တစ်ခါမှမကြည့်ဘူး။သူ့အပြောဟုတ်ဘယ်လိုပြောမလဲ။ fashion တွေကျွေးပြီးတော့ဒါ cycle စီးတဲ့အမျိုးသမီးတယောက်လိုပဲ။ influencer တယောက်လိုပဲကျွန်တော်သိထားရပေါ့လေ။ဒါပေမဲ့လည်းဒီမှာကြည့်ရခြင်းမှာသူတရုတ်ဆောင်တာတော်တော်ကောင်းတယ်ဗျာ။ ပြီးတော့ online မှာပါဗျာလီလီကြောခိုင်အကြောင်းရှာကြည့်ရတဲ့လောက်တော့သူကပကြီးပိုင်လဲဆွဲရယ်ဗျာလူပညာကိုတော်တော်ဝါသနာကြီးပုံရတယ်ကောင်းဆောင်မင်းသမီးတယောက်ဖြစ်ထိုက်တဲ့အင်အားရမျိုးရှိရပေါ့ဗျာသူ့အနေနဲ့ဒီပရိသတ်တခြားသယုံဆောင်တွေအများကြီးနဲ့မဟုတ်ဘဲနဲ့သူကအဓိကကောင်းဆောင်မင်းသမီးသူတခြားလူတွေပတ်မိုးတဲ့အစက်ရုပ်မျိုးရိုက်တင်တယ်လို့ထင်တယ်သူဘယ်လိုပြောမလဲစိတ်နှစ်ပြီးတော့သယုံဆောင်လာတယ်ဒါတခုတော့ရှိရပါဘောလေငူရရဲ့အခန်းတွေအများများနေဒါဒရမာကြီးပိုင်ချောင်းပြကျင်လို့တော့မသိဘူးပေါ့တကားလုံးပေါ့ပေါ့ဗာသယုံဆောင်ပြီးနောက်ဆုံးတစ်ခါမှငူဝင်လဲသယုံဆောင်ပညာပြတာတော့ အဲ့တော့ AC ပေါ်ပေါ်ဗာဇလန်လေးရိုက်ရင်တော့ပုံမိုက်မယ်ပေါ့လေသူကတော့အားလုံးထဲမှာ stand out ဖြစ်တယ်နောက်ပြီးတော့ double G ပေါ့လေ double G ဆိုလို့ရှိရင်လည်းဒါအဆိုတော်ကနေပြီးတော့သေယောဆောင်တော့သူတော့တော့ထိလုတ်ပြနိုင်မယ်လို့မထင်တော့ဘူးသူကဟိုသေယောဆောင်စစ်စစ်မဟုတ်တဲ့အတွက်တချို့ drummer အခန်းလေးမှာတော့နည်းနည်းအားနည်းချက်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ပေါ်ပေါ်ပါတေးဥဆောင်တဲ့အခန်းလေးမှာတော်တော်လေးကောင်းတယ်နောက်ပြီးနောက်ပြောက်ကကျတော့တဲစုငိမ့်တဲစုငိမ့်ဆိုလို့ရှင်လေဗျာသူပထမတကားကျွန်တော်ကြည့်ဘူးရဟာတာကားပဲဒီ Mr. Alu programmer ပဲနာမည်တော်မိသွားပြီအဲ့ဒီကားထက်သာလို့ရှင်ဒီကားမှာအများကြီးပူကောင်းလာတော့တွေ့ရတယ်ဗောလေဒါပေမဲ့ဗျာကျွန်တော်အစောပိုင်းကပြောသလိုပဲ character တွေအများများပြီးတော့ပြချင်တဲ့ဇာတ်လမ်းတွေအများများနေတော့ဘာဖြစ်လို့ဖြစ်ချင်မှမသိဘူးပေါ့လေဒီလီလီကျော်ခိုင်ဇာတ်လမ်းဆိုလို့ရှိရင်လည်းမိုက်တယ်ဗျသူတယောက်တည်းကိုပဲတည်ပြီးတော့သူ့ရဲ့ character ရဲ့ဇာတ်လမ်းကိုပဲဦးစားပေးလိုက်လို့ရှိရင်ဒီရုပ်ရှင်ကဒီထက်ပိုကောင်းမယ်လို့ထင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီ double j နဲ့တဲသူကြီးရဲ့ဇာတ်လမ်းကိုပဲသူတို့နှစ်ယောက်က character တော်တော်မိဘယ်လိုပြောမလဲ chemistry တော်တော်မိရယ်သူတို့နှစ်ယောက်ကသူတို့နှစ်ယောက်ကိုပဲအဓိကတည်ပြီးတော့ဒီဇာတ်လမ်းကိုဦးစားပေးမယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးကောင်းနိုင်တယ်လို့ထင်တယ်ပေါ့လေ ဒါပေမဲ့လည်းတခုရှိတာကတော့ဒါဟို TikTok ပေါ်ကဟာသဇလန်အတူတွေကိုပဲစူပေါင်းပြီးရိုက်ထားတဲ့မြန်မာကားမျိုးတွေပေါ့လေအဲကားမျိုးတွေထားတော့ဒီဇလန်အများကြီးတာတယ် at 1 at 2 at 3ပေါ့လေပေချာခွဲပြီးတော့ငါတို့ဇလန်ဦးတီချက်ကတော့ဘယ်ကိုသွားကျင်လဲဘယ်လိုရိုက်မယ်ဆိုပြီးတော့ခိုင်ခိုင်မာမာ ရှိရပေါ့လေဇလန်ကအဲနောက်ပြီးတော့ driver အကြောင်းနည်းနည်းပြောချင်တယ်ပေါ့လေ driver အကဆိုးကဒီရုပ်ရှင်ကားရဲ့ post production ကသူလုံးဝမပါဘူးပြောရတယ်အဲ့ဒီလည်းသူမဖြတ်အောင်ပြီးတော့ color grading တွေပါလေကင်ကျင်တယ်ပြောရဲသူမကင်ရဘူးပေါ့လေ ဲ့တော့သူသာဒီကားကိုဒီ post production မှာပါခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်အရန်စိတ်ဝင်စားမိရယ်ဗျာဟုတ်ပါဗျာဒီရုပ်ရှင်ကားရဲ့မှာဆိုလို့ရှိရင်ဇက်ဝင်ကတခန်းရှိရယ်ဗျာအဲ့ဒီလီကျော်ခိုင်နဲ့ဒီတိုင်ရွန်နဲ့နှစ်ယောက်တွေ့ကြရခံပေါ့လေ golf golf ကွဲမှာလာမသိဘူးအဲ့မှာဆိုလို့ရှိရင်ရှိုက်ဝါးတာကြီးပိုင်းအရန်လှတယ်နောက်ပြီးတော့ဒီနောက်က Devin ပေါ့လေသူကိုရိုင်းလည်းတချင်းနေပိုင်းဆိုရယ်ဗျာအဲ့တော့ဒဗင်ဒဗင်နေပါရီကသာသူတေချာသုံးသားရဲ့ပြီးတော့သူရုပ်ရှင်ကားရဲ့ဆိုလို့ရှိရင်ကိုရီးယားတချင်းဆိုလို့လာမသိဘူးသူကဂီတာကိုပါတေချာထည့်ထားတာပေါ့လေနောက်ခံဂီတာကိုပါတေချာ အားထည့်တာကိုတွေ့ရတယ်ဗောလေဝါဆိုရရကဘာလဲကလေးရရလုံးဆိုရင်လည်းไอ้ตะค้านมาတော့ तू ฉิฉินในปုံซา तू วิชั่นบ่เลย तू ปုံพอจินในปုံซาเราจะอภิวาขันซาได้ตะกาล้องนี่เนี่ยฉုံมีจิมั้ยဆိုလို့ရှင်တော့မခံသားอ๋อบ่เลยအဲ့တော့သူသာတကားလုံးကိုတာဝန်ယူရလို့ရှင် post production ကိုတာဝန်ယူရလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်။အဲနောက်ပြီးတော့သူတချင်းဆိုရယ်သူလိုလဲကျွန်မင်းညရာရှာကြည့်ရပြကျွန်တော်ရုပ်ရှင်ကတကားတို့လိုမျိုး review မပြောခင်မှာ ရှေ့တည့်ရမှာကျွန်တော်အမြဲဒီရုပ်ရှင်ကနေပတ်သက်တာရရှာကြည့်ကြည့်ရှိရပေါ့လေ။အဲ့တော့တချင်းလေးပိုင်လဲဆိုရရပြကျွန်တော် YouTube သုံးတာပုံပြီးအားသံတော့ YouTube မှာကြည့်တာပေါ့လေ။တချင်းငါးဖို့တော့တင်တာရ။ပထမဆုံးတပုတ်ဆိုလို့ရှိရင် rap တွေဆိုရရပေါ့ဗျာ။အားမနာတဲ့ဝေဘန်မှာဆိုလို့ရှိရင်တော့သူ rap တွေကတော့အဆင်မပြေဘူးပေါ့လေ။နားတွေကကန့်လန့်လိုက်ကြီးဝင်တယ်။လိုတဲ့ရှော့ရှူမဝင်ဘူး။အဲဒါပေမဲ့နောက်ဆုံးတင်တာရတချင်းတွေတော့ကောင်းတယ်မဆိုးဘူးပြောရမှာ။ Die for you လားမသိဘူး။ကျွန်တော်ဒီနေ့ရုံးမှလိုက်ဖွင့်ပြနေသေးရမေးကြရပေါ့ဒါကဘာသူဆိုရလဲလို့မအားတော့ညာလို့ပေါ့လေအဲ့တော့သူကိုရဲကလည်းဂီတကိုဝါသနာပါတာဖြစ်တဲ့အတွက် ဘယ်လိုပြောမလဲသူ့တချင်းလေးမှာကျွန်တော်ကြည့်ကြည့်ရဲ့အချိန်မှာသူကိုရန်ဒရိုက်တာလုပ်ပြီးရိုက်တယ်သူကိုရန်ရေးရဲဆိုတော့ရုပ်ရှင်ကားတစ်ခါကိုသူ့ခြေသူ့လက်နဲ့သူအကုန်လုံးလှုပ်ချင်တဲ့စိတ်ထားမျိုးရှိမယ်ထင်တယ်အဲ့တော့ဒီကားမှာသူသူ့ခြေသူ့လက်သူ့စိတ်ကြိုက်လှုပ်ခွင့်မရခဲ့ဘူးပေါ့လေအဲ့ဒါကြောင့်မို့လို့လဲရှုပ်ရှုပ်တော့ပြဿနာလေးဖြစ်တယ်လို့တော့ယူဆတာပဲ ဘယ်လိုပဲဖြစ်ဖြစ်ပါပုံမှန်တမေယူချာကားကြီးတွေကတော့ကွဲထွက်တယ်ကျွန်တော်ကတော့ rating 10မှာဆိုလို့ရှိရင်တော့6လောက်ပဲပေးချင်တယ်ပေါ့လေအသက်စမ်းတစ်ခုဖန်တီးထားရတော့တော့အတိမတ်ပြည့်ရဲဒါပေမဲ့လည်းအားနည်းချက်တွေတော့ရှိသေးပဲပေါ့ဇလန်ကတော့ open ending နဲ့ဆုံးသွားတယ်ဒါပေမဲ့လည်းနောက်တခါတော့ထွက်လာစရာအကြောင်းမရှိဘူးဖြစ်နေပေါ့လေလီလီကျော်ခိုင်ရဲ့တဲဆူရင်းရဲ့ double g ရဲ့ပြဿနာတွေကတော့ဒီကောက်ကိုသေချာပေါ့ကြိုက်တယ်ပဲဒီနေ့တော့ကတော့ဒီလောက်ပါပဲအားလုံးတက်တာ